ောင်းရင်ဟာတဘာဝတည်တည်အချွေတမျိုးပဲဖြစ်ပါရဲ့နော်။သူ့ရဲ့အစွမ်းအားဆိုလို့ရှိရင်လူကိုလက်ဆက်အမောပြစေတယ်လို့တလုံးကောင်းစေခြင်းအပုကိစေခြင်းစတဲ့ကောင်းကျိုးအနည်းတင်နေများတဲ့အကြောင်းလဲ ကိုဝင်ဆောင်မျိုးသမီးများနဲ့အရွယ်သုံးမှတ်မရွေးတောက်တုံတင်ပါရနော်။ဒါပေမဲ့အကောင့်နဲ့အစိုးတွင်တွင်နေတဲ့လောကကြီးမှာအုံးရရဲ့ဘေးတဆူကျုံနေလည်းရှိပါရနော်။ဒါကြောင့်ဒီလိုရေးတဲ့မှာအုံးရတော့ဖို့မတင်တော်တဲ့သူတွေအကြောင်းကိုပြပြပေးသားမှာဖြစ်ပါရနော်။ညီမရဲ့ဗီဒီယိုလိုမစားခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ပေးနာ notification bell လေးကိုပါအုံးရလူမျိုးပါနေအောင်နော်။ဆုံးကတော့အာဂါသာသမားတွေပဲဖြစ်ပါရဲ့เนาะ အာဂဇာပြပြတဲ့တန်လုတ်ပြီးတဲ့အခါမှာချူရက်များတာကြောင့်ကုန်းဆုံးသွားတဲ့ရေတန်းနဲ့ဆိုဒီယမ်ဓာတ်တွေပြန်ဖြည့်ဖို့အတွက်ဆိုလို့ရှိရင်အောင်းရည်အစာရိုးရိုးတဘာဝရေကိုသာတောက်ပေးလိုက်ပါနော်။ဒါကြောင့်လဲဆိုလို့ရှိရင်တောက်ရည်ထဲမှာပါတဲ့ဆိုဒီယမ်ပမာဏကပုံများတဲ့အပြင်ဒီဆိုဒီယမ်ပမာဏကဆိုလို့ရှိရင်ခနာကိုယ်ထဲမှာရှိရဲဆူချုံသွားတဲ့ရေဓာတ်တွေကိုကူညီဖြည့်ပေးနိုင်ပါတယ်နော်။အဲဒါကြောင့်အောင်းရည်ကိုအာဂဇာသမားတွေအတွက်တည်တက်လုပ်ထားတဲ့တောက်ရည်နဲ့နှားရည်ကြည့်မယ်ဆိုလို့ရှိရင်အောင်းရည်ထဲမှာရှိတဲ့ဆိုဒီယမ်ပမာဏကဆိုလို့ရှိရင် တည်တံ့တော့ရေဓာတ်ဆယ်ပုံတပုံရောနေနေတဲ့အပြင်ကေစီအပောင်ဝင်မှုကလည်းနေပါလို့နေတာကိုတွေ့ရပါရဲ့နော်။နောက်ပြီးတော့စီချိုသွေးချိုယောဂရှိရသူတွေပဲဖြစ်ပါတယ်။တခြားသောတည်တည်ဖြော်ရည်ဒါမှမဟုတ်အချိုရည်တွေနဲ့နှိုင်းရှင်တဲ့အခါမှာအုပ်ရည်တွေမှာရှိတဲ့တကြပါဝင်မှုပမာဏဆိုလို့ရှိရင်ဖြော်ရည်တွေလောက်ပါဝင်မှုမများတော့လေအုပ်ရည်ထဲမှာရှိတဲ့ကယ်လိုရီပါဝင်မှုကတော့လုံလောက်များပြနေပါရဲ့နော်ကယ်လိုရီဆိုတာကစိတ်ကြွသွင်းကြဝေဒနာရှင်တွေအတွက်ရန်သူပဲဖြစ်ပါရဲ့နော် ဒါကြောင့်ဒီယောဂရှိတဲ့သူတွေအနေနဲ့အုံရီကိုအတန်ငယ်ငယ်မတော့တင်မအောင်နော်။နောက်ပြီးတော့ဓမ္မတရယောဂရှိတဲ့သူတွေပဲဖြစ်ပါတယ်။တချို့သောသူတွေကဆိုလို့ရှိရင်မိဘမျိုးရိုးလိုက်ခြင်းကြောင့်အဆင်အဆင်များနဲ့မွေးရပါဓမ္မတရယောဂပါလာတတ်ကြပါတယ်။အုံဒီဆိုတာကလည်းအပင်ရဲ့အဆင်အဆက်တမျိုးပဲဖြစ်ပါရဲ့နော်။ဒါကြောင့်ဓမ္မတရပြဿနာရှိတဲ့သူတွေအနေနဲ့အုံရီကိုတတိပြုပြီးတော့တောက်တုံတင်မအောင်နော်။ ။နောက်ပြီးတော့ဆစ်ချင်တဲ့ယောဂရှိရတဲ့သူတွေပဲဖြစ်ပါတယ်။အုံးရင်ဟာသူ့မတူအောင်ဆစ်ချင်တဲ့အာနိသင်အဆန်းရှိပါရဲ့။ဒါကြောင့်ဆင်းမထိန်နိုင်တဲ့သူများနဲ့ဆစ်ချင်ယောဂရှိရတဲ့သူတွေအနေနဲ့အုံးရင်တောင်းရင်မတင့်တော့ပါဘူးနော်။သူကြကြအနေနဲ့အုံးရည်ကိုတည်တင်းတဲ့ပမာဏတောက်မယ်ဆိုလို့ရှိရင်ခနာကိုအတွက်လိုအပ်တဲ့အရေးတက်ကိုဖြည့်ပေးနိုင်ပါတယ်။ဒါပေမဲ့လည်းအမြောက်အမြတ်တောက်မယ်ဆိုလို့ရှိရင်တော့စီမံများဆွန့်ထုတ်ပစ္စည်းကရည်ရက်ခံကြမှုကိုဖြစ်စေပါရဲ့နော်။ နောက်ပြီးတော့အုံသူအခွဲပြီးရနောက်မှာအုံယုံချက်ချင်းတော့ပါနော်အုံယုံမှာကျမိုက်တဲ့ညညတဲ့အဟားတွေအများကြီးရှိပါရဲ့နော်ဒါပေမဲ့အုံသူကိုခွဲလိုက်တာနဲ့တပြိုင်နဲ့အုံယုံဆိုလို့ရှိရင်လေနဲ့တက်ပြုတ်သွားတာကြောင့်အဟားတမုံတွေရောကြကုန်ပါရဲ့နော် နောက်ပြီးတော့အချိန်ကြာလာတာနဲ့အမျှလည်းအုံးရဆိုလို့ရှိရင်သူ့အလိုလိုအချိန်ပေါက်သွားပါတယ်နော်နောက်တစ်ချက်ကတော့ဝမ်းသက်စေပါတယ်အုံးရရဲ့တဘာဝအစံတတိယဝမ်းနူးစေပါတယ်နော်ဒါကြောင့်ဝမ်းပြောသူများပိုက်မကောင်းသူများအဆိုင်နဲ့ဦးလံကျောင်းဆိုင်ရာပြဿနာရှိသူတွေအနေနဲ့အုံးရကိုအလွန်အကျွံမတောက်တင်ပါဘူးနော်နောက်ဆုံးကတော့ကိုယ်လေးချိန်ဦးတစေပါတယ်အုံးရထဲမှာခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ကာဗွန်ဟိုက်ဒရိတ်နဲ့အီလက်ထရိုလိုက်တွေကြောင့်သာပါဝင်ပါတယ်ဒီတဘာဝပစ္စည်းရာဆိုလို့ရှိရင်တခြားသောပြည့်ပြည့်ဖန်တီးထားတဲ့အချို့ရေ အထက်ပိုကောင်းပါရဲ့เนาะဒါပေမဲ့အတမန်လူတယောက်အတွက် electro ပစ္စည်းအားဆိုလို့ရှိရင်လိုအပ်တဲ့ပမာဏထပ်ပိုနေခဲ့မယ်ဆိုလို့ရှိရင်ပြန်နှချွတ်ချပြစ်ဖို့အတွက်ကိုလက်လေ့ကျင့်ကြော်လုံးဆောင်ပေးရပါမယ်เนาะအဲ့ဒါကြောင့်အုပ်ရည်မများတောက်ပြီးကိုယ်လည်းလှုပ်ရှားမှုလေးကျင့်နေတဲ့သူတွေအနေနဲ့ကိုယ်လေးချိန်ကိုပို့ပြီးတော့တက်စေပါရနော်အခုပြပြပေးကြတာကြီးကတော့အုပ်ရည်တောက်ရင်မတင့်တော်တဲ့သူတွေပဲဖြစ်ပါရနော်မြမရိုးရိုးလေးကိုအဆုံးထိကြည့်ပေးရတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်လေးကြပါဘောနော်